ဒါဗလဲချွန်ဘူးလီဝက်ခေါင်တပေကဒါမှမှန်တရာอืมမှန်တရာကဒါမှကျိုးတွေဒါဘာကြီးအမှတ်ထိမ့်မှတ်ရှိကြတာလဲလားမသိတာဒီမှာ โอเค อันนี้คือเตวัโอเคไหมจ่าไม่ได้ ถ้าปลาเสีย เนี่ย เจ้าทีจ้าของก็ไม่ชอบนะโอเคไหมถ่ายรูปเอ๊ไม่ใช่ถ้าถ่ายรูปที่เลนลึกเองหนูมอล่ะไม่เอาไปให้ได้ละมอล่ะอืม ရနေတော့အဲ့မေးရရှေ့လို့လေ กนะถ้าตกหนูไม่ฉลาด ถ้าไม่ตกหนูฉลาด หนูต้องทำให้ได้ดีมา ดีมาดีมาน่ะชมบุรีมาสิเดมาดราบเนาะสิเลดรอชีเดอ่ามีเลดรอมีหนูบ่เนาะว่าเข้าหนึ่งปีมาสิเดมัดราดับมันดราวันนี่มีอะไร ရှူခင်းနေပေါ့နော်ဟိုကတော့ဒါဒီအဖြူလေးကတော့ဒါတက်လာတဲ့လမ်းပေါ့နော်မကျိုးလေးတွေနဲ့အနီလေးတွေနဲ့ဒီမန္တရာကချွန်ပူလီမှာတော်တော်ရှည်တယ်ပေါ့နော်နော်ပထရားဘက်ကိုသွားတယ်ဆိုရင်ဒီနေရာဝင်ရမှာနော်ဟိုမှကြည့်ပါဦးတကယ်လှတယ်ရန်လှတယ်ရှူခင်းနေပေါ့နော်ဒါမန္တရာဘုရားမြင်ရတဲ့ရှူခင်းနေပေါ့ဒီမှာဒါဝင်ကြီးကတော့တယောက်ကို40ပေါ့နော်တယောက်ကို40ပေါ့နော်တန်ခါတော့ရှင်သူမြတ်တွေကတော့ ပေးရဘူးเนาะလှူတယ်ဗောနော်လူတွေကတယောက်ကို40ဗောနော်ဒီမှာအဲမန္နာဘဝနေတကယ်အရှိနောက်တောင်းမြောင်းမြင်ရတဲ့ရှုခင်းနေရတဲ့တကယ်လှပါတယ်ဗောနော်ဒီမှာရန်လဲလှပါတယ်ဒီမှာရန်လဲရှုခင်းနေမန္နာကလည်းတော်တော်ရှိတယ်ဗောထိုင်းနိုင်ငံမှာမန္တာအာလိန်ငါ6ခုလောက်တော့ရောက်ပြီပဲဗောနော် ဆချင်းဆောင်ဘက်ကမှန်တရားလည်းရောက်ဘူးတယ်အမ်ပြီးတော့ဟိုနောင်ခိုင်လာဟိုလာဦးနေဇာကမှန်တရားလည်းရောက်ဘူးတယ်ချင်းကန်ချင်းကန်မှန်တရားပေါ့နော်ပြီးတော့ဒီချင်းမှန်ကမှန်တရားလည်းရောက်ဘူးတော့မဟုတ်လားဒါပေမဲ့ဒီမှန်တရားလည်းတော်တော်ရှိတယ်ပေါ့နော်မှန်တရားလည်းတော်တော်ရှိတယ်ရှုကင်းကလေးကလည်းတကယ်မန္တရာရဲ့အဆုံးမှာလည်းဒါဖရာထိုင်တော်မူရတ်တော်မူအော်ထိုင်တော်မူစေတော်မြတ်ရှိတယ်ပေါ့နော်ဒါ နာပေါ်မှာမြင်ရတဲ့ဟာရှုခင်းနေပါနော်ဒါချွန်ပူလီပထရားဘက်ကိုလာလေတယ်ဆိုရင်တော့ဒါဒီမန္တရာကိုလည်းအာမဖြစ်မနေသွားရမှာပေါ့နော်ဒီမန္တရာရှိတဲ့ဘုံကြောင်တော့ work count တပေးပေါ့နော်မေပြောတဲ့အတန်အတွက်တော့နည်းနည်းမှားရင်မှားမှာနော်ဒါပဲဒီအာအကြောင်းနာမည်လေးဒီမှာချပေးမှာပေါ့နော်ရေးထားပေးမှာပေါ့နော်အောက်မှာလည်းလင့်လေးဟို Google Map လေးပေါ့လေမြေပုံလေးထည့်ထားပေးမှာပေါ့နော်အဲ့ဒါ ပါလေရင်းတဲ့တူကျဒါမနေ့7နိုင်ကျော်ဆိုရင်ဖွင့်ပြီဗျမနေ့7နိုင်ဖွင့်ပြီးတော့ညနေဆိုရင်တော့9နိုင်လား6နိုင်လားအဲ့လောက်ဆိုရင်တော့ပိတ်တယ်ပေါ့နော်အဲ့ဒီမန်တရာကအဲအတက်လန်းတစ်ခုအစင်းလန်းတစ်ခုပေါ့နော်ဒီမန်တရာကိုရောက်ဖို့ရေ15မိနစ်လောက်လဲအပေါ်တက်ရတယ်ပေါ့နော်အဲ့တော့ဒီမန်တရာကပထရားဘက်ကိုရောက်နေဆိုရင်တော့မဖြစ်မနေသွားလဲရမယ်မန်တရာပေါ့နော်မန်တရာကဖွင့်ထားတာလည်းမကြသေးဘူးပေါ့နော်အလင်းကား 9လလောက်ပဲရှိဦးမယ်နော်မန္တလေးရဲ့အရှိကမီတာ200ကျော်တယ်ပေါ့အမြင့်အောက်ကလည်း100ကျော်လောက်ရှိမယ်အကျယ်ကတော့25မီတာလောက်အာကျယ်မယ်ပေါ့နော်အဲ့တော့မေးလို့သွားတဲ့ရက်ကတော့စနေတနင်္ဂနွေမဟုတ်လို့တောက်ကြနေဆိုတော့နည်းနည်းလေးလူရှင်းနေပေါ့နော်အဲ့နိုင်ပါနော်နားရည်ရဟောပြောပါ ထိုင်နှုံမူဇီရောမြေကြီးပေါ့ဒီထိုင်နှုံမူဇီရောမြေကြီးပဲဘေးနားနေပြီးတော့အာပြန်ဆင်းရမှာပေါ့နော်ပြန်ဆင်းရမှာပဲတော့ဒါအဲ့တော့ပါလေကြပါချုံပူလီကိုရောက်တယ်ဆိုရင်တော့ဒီမှာလည်းဒါကလည်းတကယ်ကိုသွားတဲ့နဲ့နေရာလေးပါနော်စိတ်လှုပ်ရှားစရာကောင်းနေဆိုပေမဲ့လို့သွားတဲ့မှာလေဒီမှန္တရာဘုရားကနေမြင်ရတဲ့တောင်တန်းတွေ မနာဘောမြင်ရတဲ့တောင်ကန်းကိုရှုခြင်းလေးဟောအများကြီးပါเนาะဟောဒီမှာမြင်ရတဲ့ရှုခြင်းတွေပါเนาะဓမ္မနာဘောနဲ့မြင်ရတဲ့ရှုခြင်းတွေပါဒါဟာဒီမှာအဲတောင်ကန်းမန္တရာရဲ့အဆုံးမှာတော့ဒါထိုင်တော်မူရဲ့ဇေရောမြတ်ကြီးရှိပါတယ်เนาะဟဲ့ပါကဲပထရာဘက်ကိုသွားလဲလဲဆိုရင်တော့ဒီမန္တရာကိုရောက်အောင်သွားလဲကြပါ ဝင်ကြီးဟိုမန္တလေးဝင်ကြီးကတော့တယောက်ကို40ပါအာ